ပန်ကြီးတွင်စိတ်နှောက်ရှက်ပေးမိဒုက္ခပေးမိဆိုကရတိကဲ့သို့သောတွေးခေါ်ရှင်များလို့နေသည်ထိုတွေးခေါ်ရှင်များက ကျွန်တော်တို့အားလုံးကိုအပြင်းထူရမှရလာသည့်ပေါ်တန်လေးကွေးမှု နမောနမက်နိုင်မှုတို့မှလွတ်မြောက်အောင်ဆွဲခေါ်ပေးရမည်ဖြစ်သည်ကျွန်တော်တို့ကိုကိုကိုတိတ်ဟုတ်လာပြီထင်ပြီးရှင်နဲ့နေကြသည်၎င်းကိုအမှန်တိုင်းသိအောင်စိတ်ထင့်ပြီးသဝေသဝါပြန်ဆင်ခြင်းမိအောင် တွေးခေါ်ရှင်တွေကလုတ်ပေးရမည်ဖြစ်သည်ဂျူးဆိုကရက်တီအီအခန်းငယ်အက ్రో ပိုလစ်ရဲတိုက်ကြီးပေါ်ကကြောက်တုံးကြီးတစ်ခုပေါ်မှာထိုင်ရင်အစေးတပုတ်ရေးဖို့ဆိုသည်ကကျွန်တော်လုံရုပ်လုံစင်တော့မဟုတ်ပါ သို့တော်အကြောင်းရင်းတွေကဒါစီလို့မရနိုင်အောင်တွန်းပေးနေကြသည် ပါတီနိုမျိုးဟောင်းဤခန္ဓာကြီးကျယ်သောဘိတုကလက်ရများနှင့်ဘေးပတ်ဝန်းကျင်ကယိုယွင်းပြက်စီးနေသောစောက်ဥပြက်များသည့် ခုလိုတွန်းဆုပ်ဆုပ်သကပြေတစ်ခုရေးဖို့ထက်ကပြညံကွန်မြူပိုးကိုသာညှို့ယူနိုင်ရ၏သို့တော်ကျွန်တော်သည်ကပအစောဆုံးအာသာဏီပုဂ္ဂိုလ်များထွန်းလင်းရနေရာတစ်ခုမှယခုပဲပြန်လာခဲ့သည်ထိုနေရာမှာဆော့ခရက်တီအကျဉ်းတောင်ဖြစ်ပါသည် နေရာအတိအကျရှာဖွေဖို့ဒုက္ခတော့နည်းနည်းရောက်ခဲ့သေး၏အဲ့ဒီမှာထိမတ်ကြောက်တိုင်မရှိဆိုင်ပုတ်မရှိ ကြောက်တုံးပေါ်မှာရေးချစ်ထားသောထွင်းသာစရံတစ်ခု မှတ်ချက်လမ်းဘေးအုံနံ့ရန်များမှ ကြောင်ချစ်ရေးသားထသည့်နိုင်ငံစာတွေလိုပဲရှိသည်ထိုဆက်လုံးများကြောင့်ကျွန်တော်ရောက်လို့သောနေရာသို့ရောက်ရပြီဟု သိလိုက်ရပါသည်ကျင်းထောင်စီတွားရလမ်းသည် Acropolis ဤအောက်ခြေမှစခဲ့ပြီးဘုရားရှိခိုးကြောင့်လေးတစ်ခုအနီးမှ ဖြတ်သွားရသည် အနီးနားမှစားတောက်ဆိုင်တေးသေးလေးတစ်ခုရှိသည်ဘူဆိုင်မှဇဝဲတိုးသည့်သဘောကောင်း၏ကျွန်တော်နှင့်သူဘာသာစကားမတူတော့လဲကျွန်တော်မေးမြန်းသည့်အခါ ကျွန်တော်အာစင်ဝင်အောက်ထိလိုက်ပုတ်ပေးပြီးလူသွားလန်းလေးတစ်ခုကိုညွန်ပြပေး၏အဲ့ဒီလန်းကလေးသည်တောင်ကုန်းတစ်ခုစီသို့တက်သွား၏ကျင်းတောင်ကန်သည်ပလေတိုးဖော်ပြခဲ့သလိုအကန့်နှစ်ခုပါသောလှိုင်းကူတစ်ခုဖြစ်သည်အဝင်ဝါကိုတန်တကားကြီးဖြင့်ပိတ်ထား၏ကျွန်တော်အတွင်းသို့ချောင်းကြည့်သည့်အခါတစ္ဆုတ်ပန်နှင့်အတိတ်ရောစက်နေသောထူးဆန်းသည့်ခန္ဓာချက်ကိုရလိုက်သည်ပလေတို၏စာသားအချုပ်ကိုကျွန်တော်ပြန်တရိယသွားသည် စာရီယလစ်ဆန်ဆန်ချိန်ကာလမဲ့ခြင်းကို ဖန်ဆင်းပေးလိုက်သောစကားများဖြစ်သည်ချင်းဖီတို့ဆိုကရက်တစ်အစိတ်ခွက်တောက်သောနေ့ကကျင်းတောင်တွေတွင် သူနှင့်အတူ သင်ရှိနေခဲ့ပါသလားဟုတ်ကဲ့ဟက်ကီခရက်တစ်ကျွန်ုပ်အဲ့ဒီမှာသူနှင့်အတူရှိနေခဲ့ပါသည်ဒီများအရေးကြီးသောအဖြစ်ပျက်တစ်ခုဖြစ်ခဲ့သည့်နေရာကိုမထင်မရှားထားခြင်းမှထူးဆန်းလာပါသည်ကျွန်တော်ရှိနေခဲ့သည့်နိုင်ဝက်အချိန်တွင်ပြီးသွားဧည့်သည်တယောက်တလေမှ ကြည့်ရှုခံစားဖို့ပေါ်မလာခဲ့ကြပါဆော့ခရက်တီကိုတည်တံပေးဖို့ဝိုင်းဝန်းဆန္ဒမဲပေးခဲ့ကြသောအီသင်မျိုးသားများ၏သက်အနွယ်မျိုးဆက်တို့သည်ဤကိစ္စကိုကြောညာဖို့ဆန္ဒမရှိကြတာများဖြစ်မလားနေရာဒေသကိုတကယ်အစ်မှန်ဟုယူဆဖို့မသေးကြလို့များလားကျွန်တော်မသိပါဤရှိုးဝဲမှုကိုသူ့အတိုင်းသာရှိပါသေးတော့ဖြစ်ရှာကြည့်ဖို့စိတ်မကူးပါတိတ်ဆိတ်လာသောဤနေရာတို့လာလေခွင့်ရသည့်အတွက် ပါတီနေလို့စောစောင်းနိုင်သောနေရာမျိုးမှာဘဲတူတယောက်ဤလာလိုက်သွားလိုက်နှောက်ယှက်မှုကိုမှမခံရသည့်အတွက်ကျွန်တော်ကျေနပ်ပါသည်ကျွန်တော်လက်ပတ်မိအစီအစဉ်ထဲမှာအီတင်မျိုးကိုထည့်သွင်းရခြင်းဤအဓိကအကြောင်းတစ်ခုမှာကြီးမြတ်သောတတနိကတွေးခေါ်ရှင်ကြီးတယောက်ဤမြင့်မြတ်သောအဆုံးသက်သို့ရောက်ခဲ့သည့်နေရာဖြစ်သောကျင်းထောင်ကိုကြည့်ဖို့ဖြစ်သည်အဲ့ဒီလိုကြည့်ပြဖို့လာပြဖို့ကာလများစွာ ဆွဲဆောင်ခဲ့သောတွန်အားကတော့ ကျွန်တော်တို့သိနေခဲ့ဒီမှာတကယ်ကိုနည်းနည်းလေးပါလားဟု ကိုတိုင်နားလေသဘောပေါက်သွားအောင် ကျွန်တော်တို့ကိုညံ့လင်းဖွင့်ပေးခဲ့သောဆိုကရတီဤအယူဝါဒသို့မဟုတ်ဩဝါဒတင်ကြားချက်များသာဖြစ်သည်ကျွန်တော်တို့ကိုကျွန်တော်တို့သိလာပြီတက်လာပြီပညာရှိလာပြီဟုထင်မှတ်နေသည်များကိုခြေဖြတ်ပေးမိဖြစ်စေတခုအဖြစ်ဆိုကရတီဤအယူဝါဒကိုကျွန်တော်တို့လိုအပ်ပါသည် ရှေးဟောင်းတဒနပညာရှင်အကျော်မော်များခြေချခဲ့ရာကြောက်တုံးများတွင်ကျွန်တော်လမ်းလျှောက်နေခဲ့ပြီးနောက် Acropolis ရဲတိုက်ပေါ်ကျွန်တော်တက်ခါအမြင့်မှနေ၍အေသင်ခေတ်မျိုးတော်ကိုကြည့်မိသည်အခုအေသင်သည် Pericles လက်ထက်တုန်းကမြင်ကွင်းမျိုးအတိုင်းပဲဖြစ်ရမည်ဟုစိတ်ကူးမျက်စိဖြင့်ကျွန်တော်ကြည့်ဖို့ကြိုးစားသည်သို့တော့တခုခုက ထိုစိတ်ကူးရင်မြင်ကွင်းကိုနှောက်ရက်လာ၏မျိုးတော်ပေါ်မှာလွှမ်းနေသည့်လေတုညဉ့်ဉဏ်မှုမှဖြစ်လာသော မဲနဲ့သည့်တိမ်တိုက်ကြီးပဲဖြစ်သည်၎င်းမှာညက်နောက်လွန်သည့်ဖြင့်မြေကြီးမှ ထွက်နေသည့်အနံ့ဆိုးတွေအငွေဆိုးတွေထဲမှာမြင်ကွင်းတွေအလုံးကိုစုပ်ထုပ်ခံလိုက်ရသလိုပင်ဖြစ်၏ထိုမဲညက်ညက်တိမ်တိုက်များကိုမြို့တော်အများပြားမှာကျွန်တော်တွေ့ဘူးလာပါပြီသို့တော့ပါတီနွန်ကျောင်းတော်ပေါ်မှာယခုလိုမြင်ရသည့်အခါမှာ ထို့ဖြစ်သည့်အတိတ်ပဲအသက်တစ်ခုစီသို့ဥတည်နေ၏။ဘာကြောင့်လဲဆိုတော့အတိတ်ကိုပြန်လှည့်ကြည့်ရင် အနာဂတ်ကိုမျှော်ကြည့်ဖို့ခြေနေကဆွဲဆောင်နေသောကြောင့်ဖြစ်သည်ပြပြက်များသည့်ကျွန်တော်အားဂရိနိုင်ငံ၏ရွှေခေတ်မှမော်ဒန်အီတင်နိုင်ငံသို့ရွေလျားကူးပြောင်းအောင်ဆွဲခေါ်နေလျက်ရှိသည်အချို့သောစိတ်ကူးယဉ်ဝါဒီများလက်ဆွဲထားသလိုလက်ရှိပြစ်ဆုံးပန်သည်အစိုးအတိတ်သည် အကောင်းဟုသောယူဆမှမမှန်ပါဂရိခေတ်ကဂရိနိုင်ငံသည်ဒုက္ခမျိုးတော်တခုမဟုတ်ခဲ့ကြောင်း ဆော့ခရက်တီကိုတရားစီရင်မှုနှင့်တည်ထောင်ပေးမှုတို့ကထင်ထင်ရှားရှားထောက်ပြလျက်ရှိသည်တို့တိုင်အောင်ပင်မိမိအယူဆအတွေးခေါ်များကြောင့်ပြည်တံအဖြစ်အထူးကြံတဦးတဲ့အစိတ်ရည်ကိုတောက်ခဲရသောလူတစ်ယောက်နှင့်မော်ဒန်ခေတ်ဤလိုအပ်ချက်များအဖြစ်တိုးတက်ခင်မိလာသောဤပညာများရုပ်ဝိတုအလိုဆန္ဒများအောက်မှဘဝဟန်ပန်မြင့်မြတ်နေထိုင်လျက်အစိတ်ငွေများကိုဖြည်းဖြည်းချင်းရှူရှိုက်သွင်းနေသော ြို့တော်သူမြို့တော်သားများထို့နှစ်ခုကြားကစန့်ကျင်ခြားနားမှုမှာစိတ်ဝင်စားစရာကောင်းလာပါသည် ဟောဒီနေရာမှာတောင်နှိုင်းရှင်ချက်ကမှတ်သားဖွယ်ကောင်းနေ၏မော်ဒန်ဧသည်မြို့တော်သားများအတွက်လေတုညဉ့်ညမ်းစေသောစက်ပစ္စည်းများကလှုပ်ဆောင်ပေးနေသောအရာမှာဟိုးရှိခက်ကဘိုးဘွားမျိုးဆက်များအတွက်ကျွန်များကလှုပ်ပေးခဲ့သောအရာပဲ ဖြစ်နေသည်ကောင်းနှင့်အဆိုးဟုသောရိုးစင်းသည့်အတိတ်သည် လျှော့ချလွှင့်စင်ခဲ့ရပြီ။ဤအစကျွန်တော်တို့အာယုံဆိုင်ရမြီမှာခေတ္တလူမှုဝင်ခြင်းဟာဘာကိုလိုချင်တာလဲဟုသောအချက်ပဲဖြစ်သည်။ထိုလိုအပ်ချက်ပန်းတိုင်းတို့ကျွန်တော်တို့ရောက်အောင်ဘယ်လိုသွားမလဲ။ဒီအတွက်ကျွန်တော်တို့ဘာတွေဖြင့်ပေးဆက်ရမှာလဲ။ဤကြောင့်ကိစ္စနဲ့ပတ်သက်ပြီးကျွန်တော်တို့နားလည်ရမှာကတော့သောကရတီကိုတာမန်ဂရိနိုင်ငံသားများမှ လုံးဝထူးခြားကွဲပြားအောင်ဘယ်အရာကလုပ်ပေးခဲ့တယ်လဲဟုဖြစ်သည် ဆိုကရက်တစ်ဒီမေကွန်းတွေ ကိုတစ်ချိန်လုံးမင်းနေခဲ့ဤတရားမျှတမှုဆိုတာဘာလဲကောင်းမွန်နေပြောသောဘဝဆိုတာဘာလဲနိုင်ငံတော်ဤတာဝန်ရှိမှုတွေကဘာလဲသူနိုင်ငံသားမျိုးတော်သားများရှေ့မှာထိုအခက်ခဲများကိုချပေးပြီးနောက်သူတို့အားဘဝကိုချပေးသည့်အတိုင်းလက်ခံယူသောလေနံဓာတ်တဲ့စင်ကြံမဲ့လူတရိတ်ဆန်များအဖြစ်သို့မကြအောင်ဆွဲတင်ပေးခဲ့သည်ဧည့်သည်မျိုးသားတိုင်းအား မိမိအတွင်းစိတ်ထဲသို့မိမိဝင်ကြည့်စေ၏။သေအဖွဲလေးဖြစ်ဖြစ်ခဏလေးဖြစ်ဖြစ်မိမိပြုလုပ်နေသောအရာကိုမိမိဘာကြောင့်လုပ်နေတာလဲဟုမေးခွန်းပြန်ထုတ်စေ၏။မော်ဒန်ဧည့်သည်မျိုးသားများမှာတော့ဘဝရှင်တန်ခြင်းအသည့်ကဲမဲ့နေသည်။မျိုးသူမျိုးသားများအားသူတို့ဘဝမှာလက်ခံထားသောဟုတ်မှန်တရားအရာများအကြောင်းမေးခွန်းထုတ်ဖို့တွန်းအားပေးအနောက်ဆက်ပေးမိသူကဲမဲ့နေသည်။ ရှေးအောင်ကန္ဒဝင်ဧသင်မျိုးတွင် အများစုသောမျိုးသားများသည်ဆိုကရက်တီကို လူချင်းသိကြ၏မော်ဒန်ခေတ်လက်ရှိခေတ်မှာနိုင်ငံသားများသည်တိတ်ကြီးမားလွန်းသဖြင့်လူတို့သည် သူတို့နှင့်ဆက်သွယ်ပတ်သက်ရာစီဝိုင်းတိတ်တလေးကိုပဲသိကြသည်နိုင်ငံတော်အစိုးရဆိုသည်ကိုလည်းခြုံငုံသဘောပေါက်မိယုံသာဖြစ်၍စိတ်ခံစားမှုဖြင့်အတိတ်မရနိုင်သည့်ဒရမဲအရာသာဖြစ်နေသည်အရင်ခေတ်က လူမှုရေးကြမ်းစာတမ်းများသည် လူချင်းချင်းအကြအသင့်တူညီစွာတယောက်ချင်းဆက်သွယ်နိုင်ဖို့ညှိနှိုင်းချေကပေ၏ပြည်ညတ်တော်ဆက်ပါသည်မိဘနှင့်ကလေးခင်မုန်းနှင့်ဇနီးအိမ်နီးချင်းနှင့်အိမ်နီးချင်းအကြညှိနှိုင်းပေသည်ထို့အပြန်အလှန်အကျိုးသက်ရောက်မှုများအရေးပါလာသည့်တပြိုင်တည်းမှာလူတဦးတယောက်ချင်းနှင့်သူကဘာလောကအကြဆက်သွယ်မိနေသော လူမှုပုံစံများကလည်းလွှမ်းခြုံအရေးမိုးလျက်ရှိနေသည် ယခုအခါကျွန်တော်တို့သည်ပြဿနာများစွာရင်ဆိုင်နေရ၏လူတယောက်ချင်းတယောက်ချင်းဤပါဝင်ကျူးလွန်မှုကတော့နည်းနည်းလေးစီပဲသို့တော့ထိုလူတွေအများကြီးစုပေါင်းမိသွားသောအခါကျူးလွန်မှုသည် အနည်းငယ်ပေးနိုင်သောအနေအထားအထိရောက်သွားသည်အေသင်မျိုးတော်ဘော်ကတိတ်မဲအုပ်စုကြီးသည်ထိုကဲ့သို့သောအမျိုးသားဖြစ်သည်ကိုချင်းတရားနှင့်ပတ်သက်ပြီးအကြက်ရိုက်နေရသောအခြေအနေအကြက်တဲများအောက်မှရှေးခေတ်ကနှစ်သက်လက်ခံပွဲစံစာများပင်လျင်ရေငုံနှုတ်ပိတ်နေကြရသည် ။ဘာကြောင့်လဲဆိုတော့ထိုပြဿနာများသည်စက်မှုတော်လန်ရေးနှစ်ကမှစပြီးရောက်လာခဲ့သောကြောင့်လူဦးရေမတန်တဆပွားများလာသည်ကလည်းလွန်ခဲ့သည့်နှစ်200ကမှစခဲ့သောကြောင့်ဖြစ်သည်။တပ်ပညာဉာဏ်သည် ကျွန်တော်တို့ကိုအပြေးတွေမပေးစွမ်းနိုင်ဘူးဆိုရင်ကျွန်တော်တို့အမေကွန်းတွေကိုမနာတမ်းမင်းနေရမည်ဟုတော့ကြီးညွှန်းနေပါလိမ့်မည်။ဤလှူရှားတယုတ်ပြမှုမျိုးကျွန်တော်တို့လူမှုဝန်ကျင်မှာချုပ်တက်နေ၏။ ကျွန်တော်တို့သည်ထုတ်လုံးမှုများတည်ယူပို့ဆောင်မှုများကဲ့သို့သော ရောင်ရေးဝယ်တာကိစ္စများ၌သာဆက်ရောက်နေသဖြင့်ကျွန်တော်တို့ဘာလုပ်သင့်တယ်လဲဘယ်ကိုသွားသင့်တယ်လဲဟုမစုံစမ်းမစစ်ဆေးမိပေအမျိုးမျိုးကွက်ပြားလျက်ရှိသောလူနေမှုစရိုက်များရင်ကျေးမှုများသည်ဤစိန်ခေါ်မှုမျိုးကိုအဖြစ်မျိုးမျိုးထွက်စေမည်မှာတေကြသည်ထို့အဖြစ်များမှထုံယူစင်ကြင်ကောက်ချက်ချဖို့ဆိုတာကလည်းအလွန်အလွန်ခက်ခဲလိမ့်မည်ဆိုကရက်တစ်မိခဲ့သော မေကွန်အနှဲငယ်နှင့်အဖြစ်အနှဲငယ်ကိုကိုကားယုံနှင့်ကျွန်တော်တို့လမ်းမှန်ရောက်အောင်ရုတ်တရက်ချုပ်ကွေးနိုင်မည်ဟုထင်လျင်တော်တော်တုံးအသောအမြင်ပဲဖြစ်သည်ကျွန်တော်သိပါသည် သို့တော်ကျွန်တော်တို့သာဒီကလူမှုကျင်းဝတ်များနဲ့ပတ်သက်ပြီးတွေးခေါ်ဆင်ခြင်မှုမလုပ်ဘူးဆိုရင်ကျွန်တော်တို့ရောက်ရမည့်လမ်းကိုလုံးဝကိုလွဲချော်သွားတော့မှသိကြသည်တိတ်ဤလမ်းညွန်မှုသည်လက်ရှိဘဝကိုအပြည့်အဝတွက်ချက်ပို့ဆောင်ပေးနိုင်မှာမဟုတ်ပေ ကမ္ဘာကြီးတွင်စိတ်နှောက်ယှက်ပေးမိဒုက္ခပေးမိဆိုခရက်တီကဲ့သို့သောအတွေးခေါ်ရှင်များလုံးနေသည် ထိုအတွေးခေါ်ရှင်များကကျွန်တော်တို့အားလုံးကို အပြင်းထန်အားမရလာမိပေါ်တန်လေးကွေးမှုနမောနမဲနိုင်မှုတို့မှလွန်မြောက်အောင်ဆွဲခေါ်ပေးရမည်ဖြစ်သည်ကျွန်တော်တို့ကိုကိုကိုတိတ်ဟုတ်လာပြီးထင်ပြီးကျင်းနဲ့နေကြသည်၎င်းကိုအမှန်တိုင်းသိအောင်စိတ်ထစ်ပြီးသဝေသဝါပြန်ဆင့်ကျင်မိအောင်တွေးခေါ်ရှင်တွေကလုပ်ပေးရမည်ဖြစ်သည်ဒါမှသာကျွန်တော်တို့ရင်ဆိုင်မှု ရှေ့မှခင်းကျင်းတိောက်ထားသည့်ရှုပ်ထွေးလာသောစိန်ခေါ်မှုများကိုလွန်မြောက်နိုင်မည်ဖြစ်သည်ထိုတွေးခေါ်မှုကိုပညာသင်ကြားရေးမှလည်းလိုဤစာနယ်ဇင်းအတတ်ပညာမှလည်းလိုဤရုံမြင့်တန်ကြားရုပ်ရှင်နှင့်အခြားလူတို့ကိစ္စဝေဖန်ဆွေးနွေးမှုများအတွက်လည်းလိုပါသည်တွေးခေါ်ရှင်များသည့်ကျွန်တော်တို့အားစိတ်နှောက်ရက်ပေးလိမ့်မည်စွပေးလိမ့်မည်ကျွန်တော်တို့အားညံ့ညမအိပ်မပျော့အောင်လုပ်လိမ့်မည်ကျွန်တော်ထင်သည် ကျွန်တော်တို့တစ်ချိန်မဟုတ်တစ်ချိန်မှာသူတို့အာထောင်သွင်းအချင်းချထားမိလိမ့်မည်။သူမဟုတ်ထို့ထက်ဆိုးဝါးစာပြစ်ပေးမိလိမ့်မည်။သို့တော့နောက်ဆုံးမှတော့သူတို့သည်အဖို့ထိုက်တန်လာသောယတနာများပဲဖြစ်သည်။သူတို့၏အာသာဏီအုတ်ကူများတင်းချိုင်းမြေပုံများကို ကပီးတင်ဖို့ကျွန်တော်တို့အရေးမဆိုင်ပြက်ကွက်ခဲရင်တောင်မှ သူတို့စိတ်ကူးများအတွေးခေါ်များသည်ကျွန်တော်တို့အာ အသေးကောင်းတွေလိုခိုင်းမိုင်းလေးကံဝေဝါးရာကလွတ်အောင် ဘဝကိုအလင်းရောင်ပေးမိဓာတ်ပြုပစ္စည်းအဖြစ်ဆောင်ရွက်ပေးပါလိမ့်မည်။ဟောဒီအခရိုပိုလစ်ရဲတိုက်ပေါ်မှာထိုင်ရခြင်းသည် အလွန်စိတ်လှုပ်ရှားပွေကောင်းသောတွေ့ကြုံတစ်ခုဖြစ်သည်။ထို့ပြင်ဘဝဤနတ်ဆိုင်သောအတိတ်ပတ်တစုံတရာကိုရှာဖွေမတွေ့ပဲဤဖြစ်ပျက်ကုန်လွန်မသွားပါစေနှင့်ဟုလည်းဆန္ဒပြုမိသည်။ကျွန်တော်ကိုပြောပါစာဖတ်သူကောင်းမွန်နေပျော်သောလူမှုပတ်ဝန်းကျင်ဆိုတာကိုကျွန်တော်တို့ဘလို့အတိတ်ပတ်ဖော်မလဲ။ reference haro j morowes Prison of Socrates, 11 in Volume 1, Number 28, June Second. 2, 2002.